လေးမြို့မှာညပိုင်းအချိန်ဆိုင်ကယ်မောင်းနေလာသူတွေကိုရိုက်နှက်လူရဲမှုတွေဇက်တိုက်ဖြစ်ပွားနေရကြောင်းလှည့်ကင်းလှည့်လည်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုအထူးကြုံနေနေတဲ့တနက်တွေကင်ဆောင်မှုညွှန်ကြားထားတယ်လို့ခရိုင်ရဲတပ်ဖွဲ့မှုရုံးမှသတင်းရရှိပါရတယ်။ မန္တလေးမြို့မှာညစဉ်စိုက်ကယ်စီးနင်းလာသူအချင်းချင်းဖုန်းပတ်စံရေးစာရတွေကိုလူရတာအမျိုးသားများစီးလာတဲ့စိုက်ကယ်ကိုအုပ်စုဖွဲ့ကရိုက်နှက်လူရဲမှုတွေမကြခဏဆိုသလိုဖြစ်ပွားနေတဲ့အတွက်မက်စလာ30ရဲ့ညကစတင်ပြီးလှည့်ကင်းလှည့်လေတဲ့ရဲတပ်ဖွဲ့ဝင်၃ဦးကိုအထူးကရုံးနေနေတဲ့တနက်တလန်ငါးဦးကိုနှစ်လက်ကင်ဆောင်စေကလုံခြုံရေးဆောင်ရွက်စေခဲ့တာဖြစ်တယ်လို့သိရပါတယ်ရဲတပ်ဖွဲ့ဝင်တွေကိုအထူးကရုံးနေနေတဲ့တနက်တွေကင်ဆောင်ပြီးလှည့်ကင်းဆောင်ရွက်စေရတဲ့ပတ်သက်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှုရုံးမှဒုတိယခရိုင်မှူးရဲမှူးစိုးမြင့်ကအပြောပါရယ်မန္တလေးတိုင်းဒေသကြီးခုနှစ်မြို့နယ်အတွင်းယခုနှစ်မတ်လ31ရက်နေ့ထိလူရဲမှု23မှုဖြစ်ပွားထားတယ်လို့ခရိုင်ရဲတပ်ဖွဲ့မှုရုံးမှသိရပါဗျ။ ်မန္တလေးတိုင်းဒေသကြီးအတွင်းဆိုင်ကနဲ့လူရဲမှုတွေဓာတ်နဲ့ချင်းချောက်လူရဲမှုတွေဇက်တိုက်ဖြစ်ပွားနေရကြောင်းအများပြည်သူစိတ်ချမ်းမြေ့စွာသွာလာနိုင်မှုအတွက်ပုံမကောင်းမွန်တဲ့လုံခြုံရေးအစီအမံတွေဆောင်ရွက်ပေးရန်ရှိမရှိဆိုပြီးမက်စလာ30ရက်ကပြုလုပ်တဲ့တိုင်းဒေသကြီးလွှတ်တော်ပြည်စမပုံမှန်အစည်းအဝေးဒုတိယနေ့မှာချမ်းမြတာစီမြို့နယ်မဲဆန္ဒနဲ့အမှတ်နှစ်မှလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်အောင်ကမေးခွန်းမေးမြန်းခဲ့တယ်လို့သိရပါဗျ။မန္တလေးမြို့မှာညပိုင်းအချိန် အုပ်စုဖွဲ့လူရဲရိုင်းနှက်ရန်ကားမှုတွေမကြာခဏဆောဆိုလို့ဖြစ်ပွားနေပြီးမက်စလာ30ရက်နဲ့31ရက်ညပိုင်းတွေကလည်းချဲအီတာဆန်မြို့နယ်နဲ့ချမ်းမြတာစီမြို့နယ်တို့မှာဆိုင်ကယ်နဲ့လူရဲမှုနှမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။